ားလုံးမင်္ဂလာပါဒီကနေ့ကနောက်ဆုံးရအားကစားသတင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ အာဆင်နယ်အသင်းကတော့ရီယယ်ဆိုစီဒက်အသင်းရဲ့ကွင်းလယ်ကစားမဖြစ်တဲ့မာတင်ဇူဝါမန်ဒီကိုခေါ်ယူဖို့အလုံးစုံအဂရီစမန်ရခဲ့ပြီဆိုပြီးတော့ဖာဗီဇီယိုရိုမာနိုကဖော်ပြထားတယ်အစောပိုင်းတုန်းကအာဆင်နယ်အသင်းကဒီကစားသမားကိုတောင်းလျှောက်လိုက်ခဲ့တာအာကျွန်တော်တို့လက်ရှိမှာဒီပရီးမီယာလိဂ်ကလပ်အသင်းဖြစ်တဲ့လီဗာပူးအသင်းအပါအဝင်ဒါဥရောပထိပ်သီးကလပ်အသင်းဖြစ်တဲ့အာကျွန်တော်ရီယယ်မက်ထရစ်အသင်းကပါဇူဝါမန်ဒီကိုခေါ်ယူဖို့စိတ်ဝင်စားခဲ့တာလည်းဖြစ်တယ်ဒါမျိုးလို့ကျွန်တော်တို့ဒါပြီးခဲ့တဲ့တလကျော်တည်းကဇူဝါမန်ဒီကအာဆင်နယ်အသင်းကိုပြောင်းရွှေ့ကစားဖို့အာကျွန်တော်ရာခိုင်နှုန်းများတယ်ဆိုပြီးတဲ့င်းတွေ ထွက်ခဲ့တယ်ထွက်ခဲ့တဲ့အတိုင်းပဲဒီကနေ့မှာတော့ဒါကျွန်တော်တို့ဇူဝမန်ဒီကကျွန်တော်အာဆင်နယ်အသင်းကိုပြောင်းရွှေ့ကစားမှာဖြစ်တယ်အာဆင်နယ်အသင်းကဒီကစားမရဲ့စာချုပ်ဖြတ်သိမ်းခြင်းကိုယူရိုအသန်း60ပေးချေသွားမှာဖြစ်ပြီးတော့မှအာဆင်နယ်တင်းရဲ့ loyalty transfer window အတွက်ပထမဆုံးတော့ကစားသမားဝယ်ယူမှုဖြစ်လာပွဲရှိတယ်ဆိုပြီးတော့မှ Fabrizio Romano ကပေါ်ပြထားတယ် TVR Sport ရဲ့ဖော်ပြချက်အရဆိုရင်တော့ Chelsea တင်းက Manchester United တင်းရဲ့ Argentina တောင်မှကစားသမားဖြစ်တဲ့ Garnacho ကိုခေါ်ယူဖို့စိတ်ဝင်စားမှုတွေရှိခဲ့တယ်ဆိုပေမဲ့လို့ လမ်းရှိမှာတော့ဒီကစားသမားကိုချက်စီအတင်ကခေါ်ယူဖို့ကလမ်းမှုတစုံတရာမရှိသေးဘူးဆိုပြီးတော့မှအဲကျွန်တော်တို့ TBS Sport ကဖော်ပြထားတယ်ချက်ထွားမှလိုက်တာချက်စီအတင်က AC Milan တဲ့တောင်မှကစားသမားဖြစ်တယ်ဗောလေကျွန်တော်တို့ဒါဒီ Rafaelio ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးတော့ Italy Media တချို့ကရေးသားဖော်ပြထားတယ် Rafaelio ကိုတော့လက်ရှိမှာကျွန်တော်တို့က AC Milan တဲ့ကပြောင်းရွှေ့ခြင်းဗောလေ Euro 360ဝင်းချင်တတ်မှတ်ထားတယ်ဆိုတော့အာ Arsenal အတင်ကလည်းဒါချက်စီအတင်နဲ့ပြန် Rafaelio ကိုခေါ်ယူဖို့စိတ်ဝင်စားနေဖြစ်ပြီးတော့မှ ဒါ Chelsea အသင်းက Rafaelio ကိုအပါဝင်ကျွန်တော်ဒါလက်ရှိမှာ Manchester United အသင်းရဲ့ဒါတောင်ပံကစားသမားဖြစ်တဲ့ Garnacho ကိုခေါ်ယူမယ်ဆိုပြီးသတင်းတွေကလည်းတက်နေတာလည်းဖြစ်တယ်။ဒါမဲ့လို့ ်ချက်စီတင်ကကျွန်တော်အာဂါနာချိုတဲ့ဆိုင်ရာဖေးလီကိုခေါ်ယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့လေသုံးသပ်ထားတယ်နောက်လေအတင်းကတော့လီဗာပူးအတင်းရဲ့တောင်းမှာကစားမှဖြစ်တဲ့ဒါဝန်နူညက်စ်ကိုတော့ဒီလိုရသည် transfer window မှာပဲခေါ်ယူဖို့ကန့်လန့်သွားမယ်ဆိုပြီးတော့မှ daily mail ကဖော်ပြထားတယ်လက်ရှိမှာတော့ဒါကျွန်တော်တို့ဒီလီဗာပူးအတင်းကလည်းအတင်းရဲ့ကစားမှဖြစ်တဲ့ဒါဝန်နူညက်စ်ကိုအပိတက်ရောင်းချသွားဖို့ကြိုးပမ်းသွားမယ်ဆိုပြီးဖော်ပြထားတယ်လီဗာပူးအတင်းကပဲဒါကျွန်တော်မာဆေးအတင်းရဲ့အတိုက်စစ်ကစားမှဖြစ်တဲ့ mason green ကိုခေါ်ယူသွားဖို့စိတ်ဝင်စားနေတယ် လက်ရှိမှာတော့ Mason Green ဟာကျွန်တော်အတင်းရနေပြဖြစ်တယ်ဗောလေဒါကျွန်တော်တို့ဒီဒီစားပီနဲ့ဗောလေအဆင်မပြေဘူးတွေရှိနေတယ်ဆိုပြီးတော့လေတင်းတက်နေရဒါကြောင့်မလို့လက်ရှိမှာတော့ဒါအာ Liverpool တင်းကကစားသမားကိုပြောင်းရွှေ့ခြင်းဗောလေ Euro 53တန်းလောက်နဲ့အဲကျွန်တော်တို့စတင်ကန်လန်တော့ဝယ်ရှိတယ်ဆိုပြီးတော့လေသိရတယ်ချာတဖတ်မှာလေ Liverpool တင်းကတော့ဒီ Forest တင်းရဲ့ center back ကစားသမားဖြစ်တဲ့ Myro ကိုယူဖို့စိတ်ဝင်စားနေတယ်အဓိကတော့ဒီရာဒီမှာကျွန်တော်တို့ဒါကလပ်တင်းကထွက်ခွာသွားတယ် အာနိုရဲ့နေရာမှာအစားထိုးနိုင်ဖို့လီဗာပူးအတင်းကဒီကစားသမားကိုခွင့်ပြုချိုးဖန်တာဖြစ်ပြီးတော့မှာနော်တရားဖော်ရက်အတင်းကတော့ဒီကစားသမားရဲ့ပြောင်းရွှေ့ချေကိုပြောင်းရွှေ့ချေရိုးအတန်း60ဝန်းကျင်တတ်ပတ်ထားတယ်ဆိုပြီးဖော်ပြထားတယ် ်ယူကဆက်တင်တဲ့ဒေါ်ရီယန်ဟော့စ်ပါတင်တို့ကတော့ဒီနွေရာသီမှာပဲချက်စီအသင်းကနေထွက်ခွာဖို့တည်ကြတယ်အသင်းရဲ့ပြင်သစ်တိုက်စစ်ကစားမဖြစ်တဲ့ခရစ်စတိုဖာအဂူကိုခေါ်ယူဖို့စိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်လက်ရှိမှာတော့ချက်စီအသင်းကဒီကစားမရဲ့ပြောင်းရွှေ့ခြင်းကိုပြောင်းရွှေ့ခြင်းယူရို30တက်မှတ်ထားတယ်ဆိုပြီးတော့မှ Daily Expert ကဖော်ပြထားတယ် sorry ကလတဲ့အသင်းဖြစ်တဲ့ AI အဟာလီအသင်းကတော့ Manchester United အသင်းရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့အာကျွန်တော် Bruno Fernandes ကိုပေါ့လေမြန်မာနဲ့ပြောင်းရွှေ့ခြင်းနဲ့ကံလန်ခဲ့ပေမဲ့လို့ ဘရူနိုဖာနန်ဒက်ကိုမန်ချက်စတာယူနိုက်တက်တင်ကရောင်းချသွားမှာမဟုတ်ဘူးဆိုတဲ့အခြေအနေကြောင့်လို့ဒါတခြားသောကွင်းလယ် option နေနဲ့နယူကာဆယ်တင်ရဲ့ကွင်းလယ်ကစားမဖြစ်တဲ့အာဒါကျွန်တော်တို့ဘရူနိုကူမာရက်စ်ကိုခေါ်ယူသွားဖို့ဒါ sorry club တသိဖြစ်တဲ့ AIR ဟာလေတင်ကစိတ်ဝင်စားနေဆိုပြီးဖော်ပြထားတယ်တော်ရီဟော့စ်ပါတင်ကတော့ဒီနေရာဒီမှာပဲတကယ်လို့ club အသင်းရဲ့ center back ကစားမဖြစ်တဲ့ပထိုပိုရိုအနေနဲ့ဒါ club အသင်းကနေထွက်ခွာသွားမယ်ဆိုရင်တော့ ဒီကစားသမားရဲ့နေရာမှာအစားထိုးနိုင်ဖို့တော်တယ် host ပါအတင်းကဒါကျွန်တော်တို့ပါနန်တီနာကောအတင်းရဲ့နောက်ခံကစားသမားဖြစ်တဲ့ဒါဂျော်ရီယန်ကိုခေါ်ယူဖို့စိတ်ဝင်စားနေရဆိုပြီးတော့မှ Sky ဂျာမနီကပေါ်ပြထားတယ် Aston Villa အတင်းကတော့ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့တုန်းကကျွန်တော်ဒါ Chelsea အတင်းစီကနေရာသီကအငားခေါ်ထားတယ်အကလပ်တည်းရဲ့ပြင်တင်နောက်ခံကစားသမားဖြစ်တဲ့ဒီဇာစီကိုရာသီကုန်ရင်အပိသက်ခေါ်ယူသွားမှာမဟုတ်ဘူးဆိုပြီးတော့မှ Aston Villa အတင်းဘက်ကတော့ပေါ်ပြထားတယ်ပေါ့လေဆိုတော့ ကြည့်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးမှချင်တဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။